ကျွန်တော်တို့တက်မတော်ကလူကိုရီးယားလေပါတီနိုဒီမိုကရေစီစနစ်ကိုလက်ခံလိုက်တယ်ကျွန်တော်ပြောပြသားဖြစ်ပါတယ်2010ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲမှာလည်းအားလုံးပါဝင်ပြီးပြပြီးပါရိုးသားသားပါပဲကျွန်တော်အခုလည်းတကယ်ရိုးသားသားကျွန်တော်ပြောတော့ကျွန်တော်တကယ်လည်းကျွန်တော်တိုင်းပြည်တင်းကြီးအေဂျင့်ပြီးဖွံ့ဖြိုးတိုက်တက်ပြတိုက်ပြတွေဖြစ်ဆင်ပါဓမိုက်တင်ကားစာတွေဖြတ်တန်းလာဓမိုင်းတွေသိလို့ရှိရင်ကျွန်တော်တို့ရဲ့ရှင်းကြီးဝါးလဲဝင်ခဲ့တယ်ရှင်းကန်ဝါးလဲဝင်ခဲ့တယ်ဒါတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အကောင်းအကောင်းဆုံးအခြေအနေကတော့ နိုင်ငံရေးမှာတော့ပါတီတို့ဒီမိုကရေစီစနစ်ကတော့အကောင်းဆုံးဖြစ်နေဆိုတော့ကျွန်တော်ပြပါဒါကျွန်တော်တို့လက်ခံပါကျွန်တော်ကတော့တဲ့ဒါကိုလည်းအားပေးပါထို့တည်းထို့တည်းပဲတိုင်းရင်းသားတွေပြောနေတဲ့အခွင့်အရေးတွေပေါ့ဒါတွေလည်းဒါတော်တော်လေးရှိပါဒါတွေလည်းပတ်သက်ရင်လည်းကျွန်တော်တို့ကတော့ဒီမိုကရေစီနဲ့နိုင်ငံမြေမချက်မှာကျွန်တော်ပြေးထလာရှိတယ်ဒုတိယချက်မှာဒီမိုကရေစီနဲ့ဖက်ဒရယ်စီကိုချိုင်နဲ့ပြည်တော်စုတိဆောက်ရေးဆိုကျွန်တော်ပြေးခဲ့တာရှိဖက်ဒရယ်အခွင့်အရေးတွေပြေးဖို့ဒါလေးပြေးဖို့ဒါဆင်းရဲရှိပါထို့တည်းပဲ သူ့ထိုက်ပေးတဲ့ဟာပေါ့ဗျာဒါတွေတော့ကျွန်တော်တို့သွားမှာပေါ့ဒီကြတော့ဖြစ်ချင်တာတော့အများကြီးရှိတာပေါ့ကျွန်တော်တို့လည်းဖြစ်ချင်တာခင်ဗျားတို့ဖြစ်ချင်တာအများကြီးရှိမှာဒါပေမဲ့လူလူနတ်မလန့်နိုင်စုတူပဲအခုလုံးတော့မဖြစ်နိုင်ဘူးဖြစ်သည့်ဖြစ်တဲ့ကံတော့ကျွန်တော်ဖြစ်အောင်ပုံရိယကျွန်တော်တို့သွားအများကြီးဆုံးဖြတ်ချင်တယ်ကျွန်တော်သွားမှာဖြစ်ပါဒါရီကနိုင်ငံရေးရအဲ့တော့လူသွားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးကဟုတ်လားဒီမိုကရေစီလက်ခံလဲဆိုရင်ကျွန်တော်တို့ကပါတီစိုဒီမိုကရေစီပြည်သူကတောင်းဆိုတာလေဗျကျွန်တော်တို့တောင်းဆိုတာမဟုတ်ပြည်သူကတောင်းဆိုတာ အဲ့တော့ဒီမိုကရေစီဟောမှာဆိုရင်ငင်းငင်းချမ်းချမ်းနဲ့ဒီမိုကရေစီမြန်မာတကြဆောင်ရွက်ဖို့ပဲတို့ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပါတီစုံဒီမိုကရေစီကိုကျွန်တော်တို့ကလိုချင်တာမဟုတ်ဘူးလို့မင်းအွန်လိုင်းပြောလိုက်တဲ့ရုတ်တန့်နဲ့အတူလက်နက်ကင်အဖွဲ့တွေထိ ंछ ုပ်ရာဒေတာနဲ့ပြည်ပရောက်နေသူတွေကို NASA ကပြန်ခေါ်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။တိုင်းရင်သားလက်နက်ကင်အဖွဲ့စီ EAO တွေရဲ့ထိ ंछ ုပ်ဒေတာနဲ့ပြည်ပနိုင်ငံတွေစီရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေမိမိတို့နေရဲ့အသီးသီးကိုပြန်လာနိုင်တယ်လို့ NASA ကကဒီကနေ့မတ်လ22ရက်မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။နှစ်ဝါ22ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းမှာစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုမလိုလားတဲ့။ပြည်တွင်းပြည်ပမှလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့တွေးထိုးလှုံ့ဆော်မှု၆လမ်းမှုတွေကြောင့်တချို့သောចောင်းသားចောင်းသူလူငယ်လူရွယ်တွေနိုင်ငံဝန်ထမ်းတွေနဲ့နိုင်ငံသားတွေဟာ EAO တွေတရှိရာ နေရာတွေနဲ့ပြည်ပနိုင်ငံတွေကိုစိုးရိမ်စိတ်တွေနဲ့တိမ်းရှောင်နေကြတယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ အဲ့ဒီလိုတင်းရှောင်နေကြရသူတွေဟာရောက်ရှိရနေရာတွေမှာလုံခြုံရေးအာမခံချက်မရှိမှုလူမှုစီးပွားဘဝအဆင်မပြေခက်ခဲမှုတွေနဲ့ရင်ဆိုင်နေကြရတာကြောင့်မိမိတို့နေရက်ဒေသအတီးတီးကိုပြန်လာလိုတဲ့ဆန္ဒတွေဖြစ်ပေါ်နေတာကိုသတင်းရရှိတယ်လို့ဆိုပါရယ်အခုလိုစွန့်ခွာတင်းရှောင်နေရသူတွေဟာလည်းမိမိတို့ရဲ့နိုင်ငံသားတွေပဲဖြစ်လို့တင်းရှောင်ရောက်ရှိနေရာတွေကနေမြန်မာနိုင်ငံကသူတို့ရဲ့ဒေသအတီးတီးကိုပြန်လည်ဝင်ရောက်နိုင်ဖို့စီမံဆောင်ရွက်သွားမှာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာအတည်ပြုထားပါရယ် အခုလိုပြန်ခေါ်ရမှာနိုင်ငံရေးအပြောင်းအလဲကာလအတွင်းလူတက်မှုလူရက်မှုမိရှုမှုမိုင်းဖောက်ခွဲမှုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုပြည်သူဝန်ထမ်းတွေနဲ့ပြည်သူတချို့ကိုအုပ်စုဖွဲ့ကိုထိလက်ရောက်တိုက်ခိုက်မှုအစိုးရပိုင်းအဆောက်အုံတွေနဲ့ပုတ်ကလိကပိုင်းအဆောက်အုံတွေကိုဖျက်ဆီးမှုဒစ်လှုပ်ရှားမှုမှာငွေကြေးရဖြစ်စေတခြားနည်းလမ်းနဲ့ဖြစ်စေနှက်ဆိုင်စွာကာယကံမြောက်ပါဝင်သူတွေမပါဘူးလို့ဆိုပါတယ် ဒါပေမဲ့စိုးရိမ်စိတ်ကြောင့်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ဝန်ထမ်းတွေအသိပညာရှင်အတတ်ပညာရှင်တွေတခြားနယ်ပယ်အသီးသီးမှပုံကိုယ်တွေနိုင်ငံသားတွေကိုတော့အထူးတက်ညာစွာဖြေလျော့ဆောင်ရွက်ပေးမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါနဲ့ပတ်သက်လို့ကီပါရောက်မြန်မာတယောက်ကဘသူမဆိုကိုယ်အိမ်ကိုပြန်ချင်ကြတဲ့သူတွေကြီးပါပဲ။ ဒါပေမဲ့တချို့ကပြန်စရာအိမ်မရှိကြတော့ဘူးသူတို့ကိုကြိုးမဲ့မိသားစုမစုံလင်ကြတော့ဘူးတချို့ဆိုမိသားစုဝင်တယောက်မှမရှိကြတော့ဘူးဒီလိုအခြေအနေမျိုးမှာဘလောက်ပဲမြမပြည်ကိုလွန်ဦးတော့ပြန်မလာချင်ကြတော့ဘူးနောက်တစ်ခုပြည်ပမှနေတာကအိမ်ငားနေကြရတာအိမ်ရှင်နဲ့နှစ်ရှည်စာချုပ်ချုပ်ပြီးငားနေရတာ နှစ်မပြည့်ပဲပြန်မယ်ဆိုရော်ကြီးပြရမှာဒီအတွက်ဘသူတာဝန်ခံမှာလဲအပြန်လေးရုပ်လက်မှတ်ဖို့ဘသူတာဝန်ယူမှာလဲစာဝတ်နေရေးအတွက်အလောက်ကလည်းလိုသေးတယ်ဒီအတွက်ရောအာမခံချက်ရှိလားဒါရီအလုံးအစဉ်ပြေနိုင်ဖို့အာမခံချက်ရောရှိပါမလား အခုလိုမရေရာတဲ့အခြေအနေမျိုးမှာမြန်မာပြည်ပြန်လာဖို့ဆိုတာကဘသူကမှစိတ်ကူးလဲတောင်ထဲမှာမဟုတ်ဘူးလို့ပြောပါတယ်။ NASA ကကတော့အကြောင်းမျိုးမျိုးနဲ့ပြစ်မှုကျူးလွန်ထားသူတွေကလွဲလို့စိုးရိမ်စိတ်ကြောင့်နေရက်ဒေတာအသီးသီးကိုတိတ်ဆောင်နေရသူတွေအနေနဲ့မိမိတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအရမြန်မာနိုင်ငံရှိနေရက်တွေစီပြန်လည်ဝင်ရောက်လို့ရဆိုရင်ဥပဒေအရဖြေလျှော့ပေးမှုတွေလှုပ်ဆောင်သွားမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဒါကြောင့်မိမိတို့နေရက်စီပြန်လည်ဝင်ရောက်လို့သူတွေအနေနဲ့ EAO ဒေတာမှာရောက်ရှိနေသူတွေဖြစ်တယ်ဆိုရင်နီးစက်ရရက်ကွက်ကြေးရွာမျိုးနယ်ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတွေနဲ့ဆက်သွယ်နိုင်တယ်လို့ကိပမာရောက်ရှိနေသူတွေဆိုရင်တော့တက်ဆိုင်ရာတန်ယုံစစ်တန်ယုံကောင်စီဝင်ယုံတွေနဲ့ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ NASA ကကအတိအပြည့်ညှထားပါတယ်။မြို့ကဒရင်မာတွေတက်ဖြစ်ဖို့လူပြီးမီဒီယာအသက်ပညာတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့နိုင်ငံကြောင်ဩဇာအရှိတက်ရောက်အောင်ကြိုးစားနေမှုဒီပေါ်မှာလည်းတံပြန်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။အပြင်ပြန်ပြောင်းလဲနေတဲ့ ကမ္ဘာစီးပွားရေးကြီးတဲ့သူကောင်းမွန်စွာလက်ပါရှင်းတန်နေဖို့ပဲကျွန်တော်တို့ဟာလူသားအရေးမြင့်ပြီးရင်းနှီးမှုနိုင်ကြပါမယ်လူသားအင်အားစုကြီးကိုပညာသင်ကြားပေးဖို့နဲ့လက်ချီပေးမှုတွေအသေးစားလှုပ်ဆောင်ပေးရမှာဖြစ်တယ်လို့လည်းပြောကြလို့ပါပဲကျော်လာကြတဲ့ဧည့်တော်ကြီးများခင်ဗျာဒီကုစနီဘက်မှာအိန္ဒိယတရုတ်ရုရှားထိုင်းမီပေါ်ဂျပန်အီတလီစတဲ့နိုင်ငံတွေကအတွေ့အကြုံဘုဒ္ဓတရားများစွာရှိတဲ့ပညာရှင်ကြီးတွေဒါရဆွေးနွေးအကြံပြုကြမှာဖြစ်လို့2025အလွန် မြန်မာနိုင်ငံကိုခိမိဖူဖူထွက်တဲ့နိုင်ငံတစ်ခုအဖြစ်ပုံဖော်တိဆောက်ရမှာများစွာထောက်ကူပြုနိုင်မှာဖြစ်ပါတယ်။ဒီနေ့ရှင်တွေရဲ့ဆွေးနွေးမှုတွေဟာမြန်မာနိုင်ငံအတွက်လက်ညှိုးမှုတွေလက်ပြမှုတွေနဲ့မဟာဗျူဟာတွေကိုပေးဆပ်နိုင်မယ်လို့လည်းညွှန်းထားပါကြောင်းပြောကြားလိုပါတယ်။ဒီကုလားကြတဲ့နိုင်ငံတော်ကပညာရှင်ကြီးများအနေနဲ့လည်းအခုဆွေးနွေးခွင့်ရှိကိုတောက်လာရင်မြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုလည်းမျက်ဝါးထင်တယ်ပြင်မြင်ရခွင့်ရကြပါလိမ့်မယ်။တရေတူတရေမားတွေနဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုအမျိုးမျိုးဖျက်နေကြတဲ့မီဒီယာအထုတွေဒီလက်မှုကင်းတဲ့ မီဒီယာတွေကဖော်ဆောင်နေတဲ့မြန်မာနိုင်ငံရဲ့ပုံရိပ်တွေဒီကြရှိရှိတွေယခုကိုယ်တိုင်ထိတွေ့မြင်တွေ့ရတဲ့မြန်မာပုံရိပ်ဟာလူစားကွာခြားမှုတွေခြားနားမှုတွေရှိနေတာကိုခံစားချက်ရမယ်လို့လည်းကျွန်တော်ပြောလင်းပါတယ်ကျွန်တော်ဒီဘာတွေဟာပြည်သူတွေစိတ်ပြပြကြပါတယ်စစ်မှန်တဲ့အကြံပြုမှုတွေကိုလည်းလေးစားစွာနောက်ထပ်တော့စေတနာပါတဲ့ဘူပါမှုတွေကိုလည်းကျွန်တော်တို့ရိုးသားစွာလက်ခံပါတယ်ဒီစင်တွေကြီးကနေစစ်မှန်တဲ့အကြံပြုမှုတွေနဲ့စေတနာပါတဲ့ထောက်ပြပြောဆိုမှုတွေကိုကျွန်တော်တို့ဒေတာကွဲရပြီးမင်းငါကျိုးကိုအထောက်အပံ့ပြုလို့မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ် အခုဆွေးနွေးပွဲရှိကိုပြည်ကြဲဝန်ကြီးဌာနကကြီးကြပ်ပြီးမြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ narrative တင့်တဲ့အဖွဲ့ကဖွဲ့ကြီးကစီစဉ်ကြည့်ပါတာဖြစ်ပါတယ်။နိုင်ငံတော်ရေးကြည့်တဲ့ချိန်ကာလမှာတောင်းလဲနေတဲ့ကဘာကြီးနဲ့ဒိုက်တော်ကြီးတွေမြန်မာနိုင်ငံကိုရှေ့သို့ရှမ်းချီနိုင်ဖို့အတွက်အခုဆွေးနွေးပွဲကြီးကအခုဆွေးနွေးပွဲကြီးကိုအချိန်ရိုက်ကြိုးပမ်းစီစဉ်အကောင့်ထဲပို့ပေးကြတဲ့ပြည်ကြဲဝန်ကြီးဌာနနဲ့မြန်မာပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့မြန်မာ narrative တင့်တဲ့အဖွဲ့ကြီးကိုလည်းဂူယူပါကြောင်းအတိအမှတ်ပြုပြောကြားလိုပါတယ်။ ီကိုကျူနေပြောရရင်ဒီကိုစုနေခွဲကြီးရဲ့ရန်တပ်တွေဟာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုစပ်ပေါတာပုံဖော်ရမှာအားကောင်းတဲ့ကောက်ချောင်းပုံရိပ်တွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။စုနေခွဲကိုတရားစွန့်ကြည့်ကြတဲ့ဒီဒီပြပပညာရှင်တွေကိုလည်းကျွန်တော်တို့လည်းကျေးဇူးအထူးတင်ရှိပါတယ်။နိုင်ငံတကာကနောက်ကျတဲ့ပညာရှင်ကြီးတွေကလည်းမြန်မာနိုင်ငံမှာဒီတန်းစင်မှာမြန်မာနိုင်ငံရဲ့စပ်ပါတဲ့တဘာဝရှုပ်ွေးတွေနဲ့မြန်မာတွေရဲ့နှွေးထွေးတဲ့ပြူမှန်မှုတွေကိုခံစားနိုင်ကြပါလိမ့်။စိတ်ရှင်လည်းကျမ်းမာကြပါလိမ့်။မြန်မာနိုင်ငံနိုင်ငံတကာကိုချစ်ဆက်ပေးရင် ပုံရိပ်မှများဖို့ပြန်လေတက်ဆောင်ကချစ်ချစ်ရင်းနှီးမှုတွေတွေ့မိတိဆောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနေဖို့ချက်လိုက်ပါတယ်။ဘာလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။အခမ်းအနားရဲ့တပတ်တပတ်ဝါရောက်ကျွန်တော်ဖွင့်မေကုန်းတော့ပြောပြပါဆိုပြီးတော့ကျွန်တော်ပြန်ကြိုက်ဝင်ကြီးလာတော့တင်ပြလိုက်တဲ့ကြောင့်ဖွင့်မေကုန်းတော့ကျွန်တော်ပြောပါဒီ Department of တင်းတဲ့ဖွင့်ရနေပြီးတော့ဒီ2015အလွန်ဘူးဘူယုတ်ကပါ မနက်မနက်ကကြိုးပြလာမယ်စင်ကုန်မှုမဲနဲ့ခွန်လမ်းများသုံးသပ်ဆလုပ်ပဲလုပ်မယ်ဆိုပြီးတော့တာကြိုက်ဝီကြီးကျွန်တော်တင်ပြခဲ့တာရှိပါကျွန်တော်လည်းအဲ့လိုလေအမှန်တော့ပါပဲအဲ့တို့ပါလကောင်းပါလေကျွန်တော်ဒီလိုပဲပြောလိုက်ပါခါနာစီစဉ်လေးဒီလာပြီးရှင်းတာတဲ့ကမှာဒီခါနာလည်းငါကကပညာရှင်တွေလည်းပါတယ်အနာဂတ်တွေအရေးကြီးတယ်အဲ့တော့ဘုံမကြီးအဲ့မှာလေအဖွင့်မေမှုပြောကြပေးပါဆိုတဲ့တဆင့်ရောက်လာဒါမှမဟုတ်ဖတ်လို့ဖို့ပါနောက်ကနောက်တဆင့်မေကုန်းကျော်ဝင်ဖြစ်လာလကောင်းမေကျွန်တော်ပြောပေးပါမယ်ဆိုကျွန်တော် outline လေးတွေကျွန်တော်တချို့လေးတွေပြောပြပါအဲ့ဒါလေးကတော်တော်သိပကြရင်ကကြောက်ရခါထပ်ပြီးတော့ သူကအသေးစိတ်ပေါ့ဒီအကြက်တာလေးမလားလေးရှင်းပြရင်းနဲ့ဘုရုံကြီးအဲ့မှာနည်းနည်းလေးဆင်းနေကောင်းမှထင်ပြီဆိုတော့ဝီကြီးကကျွန်တော်ထပြီးထပြီးပြောလာပေါ့အဲ့ဒါနဲ့ကောင်းမှပြောလို့အဲ့ဆိုလေကျွန်တော်ကောင်းနေရှိတာစိတ်ထဲရှိတာပြောလာပေါ့ဆိုပြီးတော့ဒီလိုလေးဒီလိုဆင်းနေတဲ့အချိန်ကျွန်တော်လာတာဖြစ်ပါတယ်ဘုရားကကျွန်တော်ဆင်းနေဖို့စီစဉ်မရှိဘူးကျွန်တော်ဒီမှာလဲဘာပဲပဲဒါကျွန်တော်တို့တင်တော့ဒါကောင်းတဲ့ဒီဆင်းနေခွဲဘုရားဆင်းနေခွဲတစ်ခုတော့ဒါပြောအောင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းလေးပေါ့ကျွန်တော်အမြင်လေးပေါ့ဗျာကျွန်တော်နည်းနည်းဆင်းနေပြလို့နော် ဲ့တော့မြန်မာနိုင်ငံရဲ့ကျုံ့ပြေလာမဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောရရင်တော့ပထဝီဒေသတွေကျွန်တော်တို့စပြီးတော့ပြောမှာပြီးတမန်ကျော်လေးနည်းနည်းရှိပါတယ်ပြီးရင်ကျွန်တော်တို့ဒါ challenge ပါတီဖြစ်နိုင်တယ်ဆိုတာလေးကျွန်တော်နည်းနည်းကျွန်တော်အမြင်လေးပါပဲစတိငါးမိနစ်တော့ပေါ့နော်ကျွန်တော်လည်းရှင်းပြပါမယ်မြန်မာနိုင်ငံကဒီအရှိတော်အရှာမှာရှိတဲ့နိုင်ငံတစ်ခုလားဒီတိုင်းပြေးပါမယ်အာဆီယံမှာပါနိုင်ငံတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်တို့နိုင်ငံရဲ့နေထိုင်မှာပြည်내ကောင်းလာမိုင်ပေါင်း1000ကျော်တော့ကျွန်တော်ရှင်းပြပါမယ် ကျွန်တော်တို့နဲ့ထိစပ်နေတဲ့ရေပြင်မှာဆိုလို့ရှိရင်တက်ပလီပြန်လဲနောက်ပင်ကလာပြန်လဲနောက်ပြောက်ပဲစိတ်ပေါင်းနဲ့အိန္ဒိယတမှုတရားကျွန်တော်ရှိပါဆိုတော့ပထဝီဒေသအပြောမှဆိုရင်တော့ကျွန်တော်တို့ရဲ့အနေထားထူးခြားတဲ့ဒေသတခုရှိတော့ဒါတို့ကအိန္ဒိယချင်းနိုင်ငံတွေအိန္ဒိယချင်းနိုင်ငံတွေကြီးတယ်အိန္ဒိယချင်းနိုင်ငံ၅နိုင်ငံရှိပါအဲ့ဒါ၅နိုင်ငံကဗင်နာဒေ့ရှ်အိန္ဒိယထိုင်းတိယူတို့ဒါအုစ်နောက်ထိုင်းနိုင်ငံဖြစ်ပါတယ်ထူးခြားတော့ဒေသချင်းနိုင်ငံ၅နိုင်ငံထဲမှာ၅နိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံတို့ရဲ့တိတ္တသမ၄၆ ့ဘီလျံလောက်ရှိတဲ့နိုင်ငံဖြစ်ပြီးတော့ဒီနိုင်ငံတက်တသမာ၄နှစ်ဘီလျံကျော်လောက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံအင်အားကြီးလူ့အင်အားကြီးမတဲ့နိုင်ငံတစ်ခုကြားမှာလက်နက်မကြီးထိဆက်နေတဲ့နိုင်ငံဖြစ်ပါဒီနိုင်ငံကနိုင်ငံရေးရတော်ကောင်ရေးချိုးမှုရတော်ကောင်ဒီဒီဒီနောက်ကဒီလူမျိုးရေးရတော်ကောင်တူကြီးမတူကြီးတဲ့ကွဲပြားချနေတဲ့နိုင်ငံလေးဖြစ်တာပဲကျွန်တော်တွေ့ရ။နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံလူ့ရေးကြတန်းပြတ်ပြတ်ပြန်ဆက်ကြတော့ကျွန်တော်ရှိတယ်လို့အချမ်းမြင်သိရပါတယ်။နောက်ထိုင်းနိုင်ငံ ထိုင်းနိုင်ငံဆိုပေမဲ့ထိုင်းနိုင်ငံပါဝင်ကျွန်တော်အာဆီယံနိုင်ငံဖြစ်တော့အာဆီယံနိုင်ငံနဲ့ကျွန်တော်တို့ဟိုထက်တွေ့ပဲတယ်တန်ပေါင်း600နဲ့80လောက်ကျွန်တော်တို့ရှိပါအပေါင်းလိုက်တော့အလုံးပေါင်းလိုက်တော့3ဘီလီယံ4ဘီလီယံနီးပါးလောက်3ဘီလီယံကျော်ကျော်4ဘီလီယံနီးပါးလောက်ရှိတယ်ကမ္ဘာလူကြီးက10ဘီလီယံတော့ရှိတဲ့အတွက်ကြောင့်လူကြီးရဲ့90%ကျော်နီးပါးလောက်ဟာမြန်မာနိုင်ငံပေါင်းချင်မှာရှိနေတယ်ဆိုတာလေးကျွန်တော်တို့ပြေပါပြောရမှာပြောကြကြတရှိနေတဲ့နိုင်ငံတို့ပြောပါလိမ့်မယ်။တောင်မြောက်ရှိရတဲ့နိုင်ငံဖြစ်ပါ။တောင်မြောက်ရှိရတဲ့ နိုင်ငံဝအရှားလက်ထက်တည်နေတဲ့ရေကျူးကြီးချောင်းတွေအရာတွေလိုချင်းတွင်းလိုစစ်တောင်းလိုဒါဒီမြစ်တွေလည်းကျွန်တော်တို့ရှိတယ်။ငါတတိအရာတွေမြစ်ကျောတချောက်ပေါ့နော်ဆင်ချွင်းချင်းနေမြစ်ကျောတချောက်ဒီမှာလည်းလောက်ကစားတောင်းနေတယ်မြန်မာနိုင်ငံမြေပုံလေးတစ်ချက်ကြည့်မယ်ဆိုရင်အလေတချောကဟဲ့လားလောက်ကစားတောင်းနေမြေကြီးအများကြီးရှိတော့ကျွန်တော်တွေ့ပါတယ်။နော်လောက်ကစားတောင်းနေတဲ့ယာတီဥရုကျွန်တော်ရှိပါနော်နော်တပောင်းအတရားစားတဲ့ပစ္စည်းပေါ့ချွေသွားတဲ့နိုင်ငံလေးဖြစ်ပါဒါတည်းကျွန်တော်တို့ရဲ့ဟဲ့လားအခုနန်းနေအားသာချက်တွေဖြစ်ပါတယ် တော့ဒါတွေကလည်းအရေးပါမှုတွေဖြစ်ပါဒီအရေးပါမှုတွေကိုဟလာဆိုတာလည်းကျွန်တော်တို့ကဘုရားကျွန်တော်တို့မရှိပြီးသားအရေးပါမှုတန်ဖိုးရှိပြီးသားတွေဖြစ်ပါဒါတွေကိုကျွန်တော်တို့ကအရေးပါတဲ့ဟာကိုအရာရောအောင်လုပ်နိုင်လို့ရှိရင်တော့တန်ဖိုးရှိလာမှာဖြစ်ပါဒီအရေးပါတော့အရာရောမလုပ်နိုင်တော့ကျွန်တော်တို့ရဲ့ channel စင်ကာမှုတွေဖြစ်လာလိမ့်မယ်ဆိုကျွန်တော်တို့အတွေ့ရှိပါကျွန်တော်တို့ညတမိုင်းကြောင်းလေးတစ်ချက်ခုနပြောတဲ့ပထဝီနေထိုင်တမိုင်းကြောင်းလေးပြကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ရှိမှလည်းလွတ်လာရေးရပ်ပြီးကြရတယ်လွတ်လာတဲ့တက်ကပြိပခါကြီးရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဆောစောပြောရင်ဘဝ ထပ်ပုံပစ္စည်းကုန်ကျပစ္စည်းတော်တော်များများရှိပါတယ်ဒါကြောင့်နောက်တော့ရင်းနေတဘောပါရလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရှိမှလည်းရှိတမိုင်းစင်စရာနေပြီးအရာအတင်းတင်းရှိတဲ့လူမျိုးစုတွေအင်းရနေတဲ့လူမျိုးစုတွေချီပြောင်းနေထားရနေပြီးတော့တိုင်းတန်းပေါင်းစုစုပေါင်းနေထားရတဲ့နိုင်ငံကြီးတစ်ခုဖြစ်လာတာဖြစ်ပါတယ်တရားစတဲ့ပေါ်ချော်ဝမ်းမှုတရားစတဲ့ပေါ်ချော်ဝမ်းမှုကလည်းတန်ကြည့်လို့ရှိရင်လည်းဒီတရားစတဲ့ပေါ်ချော်မှုကြောင့်လည်းကျွန်တော်တို့ကိုလိုနီပြည်ကြီးခံနေရတာဗျာကျွန်တော်ပုံမှန်ရှိတဲ့တရားသားတွေကိုလာရောက်ပြီးတော့ဆရာကလူလူချင်းတဲ့စိတ်နဲ့ကျွန်တော်တို့အဲအဲ့လိုတော့ အဲဒီတစ်ချက်ဘာမှကုန်ပြီပေါ့နော်ဟိုဘာမှဘုံမှာဘာမှနေပြီးစပြီးတော့ကျွန်တော်စခဲ့တာ